သူ့ရင် series ထက်တိတိတတ်တာပို့ပြီးတော့ပါလာတယ်ပို့ပြီးတော့ပေါ့လာတယ် body ကို aluminum alloy case ကိုသုံးမိတာတဲ့ craft ထားတဲ့ပုံစံကတကယ်ကို premium smartwatch တလုံးရဲ့လက်ရအတိုင်းပဲအပိုလိုမရှိတော်တော်လေးကိုကြည့်လိုက်တယ်ပုံမှန်သုံးမယ်ဆိုလို့ရှိရင်10ရက်ထိအားခံတယ် 10day battery life for ဆိုတော့လူတွေအလုံးများတဲ့ကိုလက်လက်ကျင်ကန်းနေနဲ့အားကစားပေါင်း100ကျော်ပါတယ်ရေထဲမှာလောရတဲ့ sport mode 9ခုတောင်ပါတယ်

ခဲရဖြစ်ပါတယ်ဒီတခေါင်းတော့ smart watch တလုံးကိုဈေးတသက်သက်သာနဲ့ function ဆုံဆုံ brand ကောင်းကောင်းနောက်ဆုံးပေးရတဲ့ဈေးနဲ့အတန်ဆုံး smart watch ကိုမှရှာနေရတဲ့သူတွေအတွက်ရွှေလို့ပြောလို့ရတဲ့ smart watch တလုံး review လုပ်ပေးဖို့ရောက်လာတာဖြစ်ပါတယ်အခုကျွန်တော်လက်ထဲမှာပတ်ထားတဲ့ smart watch ကတော့ Huawei ကနေပြီးတော့အသက်ထွက်ရှိထားတဲ့ Huawei Watch Fit 4ဆိုတဲ့ smart watch ပါ smart watch တလုံးကိုဈေးတသက်သက်သာနဲ့ဝယ်ယူလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေမျှော်လင့်လို့ရမလဲဆိုတော့ design မှာ health အပိုင်း sport function ပိုင်းနဲ့နောက်ဆုံး battery ပိုင်းတွေမှာအကောင်းဆုံးမျှော်လင့်ကြလိမ့်မယ်။ Huawei Watch 54မှာတော့ဒီအပိုင်းတွေအားလုံးမှာပြည့်စုံနေတာတွေ့ရတဲ့အတွက်ရွှေလို့ပြောတာ။ပေးရတဲ့ဈေးနဲ့တန်တယ်ဆိုတဲ့ခံစားချက်မျိုးရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တစ်ချက်ချင်းရှင်းပြပေးပါမယ်။ ဒီဇိုင်းပိုင်းမှာ budget smart watch တလုံးက daily use မှာအဆင်ပြေပါမလားပွဲတွေဘာတွေရောတိုးပါမလားသုံးထားတဲ့ material တွေရော cheap ဖြစ်နေမလားဆိုတာတွေထင်စရာရှိတယ်။ Huawei Watch Fit 4မှာတော့ဒီ Zenith smart watch တလုံးလို့ထင်စရာမရှိအောင်ပြည့်စုံနေတယ်။ body ကို aluminum alloy case ကိုသုံးမိတာတဲ့ craft တော်ရဲ့ပုံစံကတကယ်ကို premium smartwatch တလုံးရဲ့လက်ရအတိုင်းပဲအပိုလိုမရှိတော်တော်လေးကိုကြည့်လိုက်တယ် ဒါ sharp ဖြစ်တဲ့နေရာမျိုးဆိုတာမျိုးလုံးဝမရှိဘူးဝေးရတာတောတောင်တောတာရှိရယ် body ကို matte matte ဖြစ်တဲ့အသားမျိုးလုပ်ပေးထားလို့ premium look ကိုလည်းရတယ် symmetry ဖြစ်တဲ့ look ကိုရတယ်ပေါ့အလေးချိန်က 27g အလေးချိန်ပဲရှိရယ်မျိုးလုံးနဲ့မြင်အောင်ပြောရင် A4 စက်ကူတရွက်က 5g အလေးချိန်ရှိရယ်ဆိုတော့ A4 စက်ကူ9ရွက်စာလောက်အလေးချိန်ပဲရှိရယ် strawberry 3 4လုံးရဲ့အလေးချိန်ပဲရှိရဲပုံမှန် classic watch တလုံးထက်တော့အများကြီးပိုပြီးတော့ပေါ့တဲ့အနေထားမှာရှိရဲဆိုတော့လက်ထဲမှာတနေကုန်ပတ်ထားတဲ့အခါမျိုးမှာသွားပြီးတော့သိတာတယ်ပတ်ထားလို့ပတ်ထားမှန်းကိုမသိတော့အထူက 9.5mm အထူပဲရှိတယ်။သူ့ရင် series fit 3တော့က 9.9mm အထူရှိခဲ့တာဆိုတော့သူ့ရင် series ထက်တိတိတတ်တာပိုပြီးတော့ပါလာတယ်ပိုပြီးတော့ပေါ့လာတယ်။သူ့ရဲ့ competitor တွေ competitor တွေဆိုတာလဲသူ့ထက်ဈေးနှုန်း9ဆလောက်များနေရဲ့ကောင်းနေနဲ့ရှင်းမယ်ဆိုရင်တော့ပိုပါပိုပေါ့နေတော့မယ်။ competitor ဆိုလို့ Apple Watch SE တွေနဲ့ function to do fashion to do performance to do လောက်ကိုတချို့နေရာတွေမှာပိုတော်များသေးတယ်အဲ့ဒါမျိုးကိုဈေးနှုန်း၅ပုံ၃ပုံလောက်နဲ့ရမယ်ဆိုတာနဲ့တင်ရွေးလို့ရနေပြီလို့ပြောလို့ရတယ်အခုတော့သူ့ကြောင့်ပြန်ဆက်အောင်အယောင်က Watch Fit 4မှာအယောင်၃ယောင်နဲ့လာတယ် black purple နဲ့ white ဆိုတဲ့အယောင်တွေထုံးစံတိုင်း나이ဆိုရင်အမဲပဲကြိုက်တဲ့ဆိုတော့ကျွန်တော်ဒီ나이ကိုပတ်ဖို့ရွေးတဲ့အခါမှာအမဲအောင်လေးပဲရွေးပြတယ် body ကတော့ gray အောင်လေးဖြစ်သွားတယ် ယောက်ျားလေးပတ်ဖို့အတွက်ဆိုရင်တော့ဒီအမေရောင်လေးကိုတော်တော်လေးသဘောကျမိပြီးတော့အဖြူရောင်ကိုလည်း unisex အဖြစ်နဲ့ရွေးချယ်လို့အဆင်ပြေတယ်။မင်းကလေးပတ်ဖို့အတွက်ဆိုရင်တော့ purple အရောင် tranji တဲ့။ Huawei ရဲ့ Watch Fit 4ရဲ့ hero color လည်းဖြစ်တယ်။တော်တော်လေးလည်းလှတယ်။ Watch Fit 4မှာ screen ကို1.28 inch ရှိတဲ့ AMOLED screen ကိုသုံးပေးထားတယ်347 ppi ပြည့်လို့ resolution မိုင်းမှာကြည်ကြည်လေးလေးရှိတယ်အထူးသဖြင့် always on display ဖွင့်ထားတဲ့အချိန်မှာ color လေးတွေရောအယုံလေးတွေရဲ့ resolution ဘိုင်းမှာပါတော်တော်လေးလှတာကိုတွေ့ရတယ်။ channel ဘိုင်းတွေမှာဒါ message တွေ notification ဖတ်တဲ့အပိုင်းတွေနဲ့ help spot data တွေဖတ်တဲ့အပိုင်းတွေမှာရှင်းရှင်းလင်းလင်းမြင်ရတယ်။ favo မှာတော့ pre brightness ကို2000 nits ထိထည့်ပေးထားတယ်။နေရောင်အောက်မှာလည်းရှင်းရှင်းလင်းလင်းမြင်ရတယ်။ display ဘိုင်းမှာနောက်ထပ်အကြိုက်ဆုံးအချက်တစ်ချက်က bezel လေးတွေတော်တော်လေးပါတာပဲ။80% screen to body ratio အထိရှိတယ်။ 3D curve display က premium feeling ကိုရတယ်ပေါ့ display ပိုင်းပြောင်းရင်းနဲ့ဒီနိုင်မှာ watch face အသစ်လေးတွေပါလာတာကလည်းဒီနိုင်ကိုဝယ်ခြင်းလောက်အောင်လုပ်နေသလိုပဲဒီနိုင်ကိုဝယ်မယ်ဆိုလို့ရှိရင် app ထဲမှာ watch face ပေါင်း300ကျော်ကို free သုံးလို့ရတယ်ဒီထက်သဘောကျမိတာက default watch face ထဲမှာပါတဲ့ sticker watch face လေးကိုကျွန်တော်တော်တော်လေးသဘောကျနေတယ်အဲ့ဒီနိုင်ကိုဝယ်ပြမယ်ဆိုလို့ရှိရင်တော့ဒီ watch face ကြောင့်ဆိုတာ90ရာခိုင်နှုန်းလောက်ပါလိမ့်မယ် ရွေးချယ်စရာလည်းတော်တော်လေးများပြီးတော့ကိုယ်တိုင် customize လုပ်လို့ရတာနောက်ချစ်စရာကောင်းတဲ့ဒီ web page လေးတွေမှာကိုယ့်ရဲ့ personality ကိုပေါ်ပြပြီးသားဖြစ်နေတယ်ဒီထဲမှာ geometric emoji နဲ့ pet ဆိုတဲ့ sticker လေးကိုစိတ်ချရွေးလို့ရတာပြင် custom ထဲမှာပါဓာတ်ပုံတွေကို sticker ပြောင်းလို့ရတဲ့ function လေးပါပါတယ်ဆိုတော့ couple တွေအတွက်လည်းအကျိုက်ဖြစ်နေတယ်ကျွန်တော်တော်တော်လေးသဘောကျနေပြီဟုတ်ပြီဒီနိုင်ရောဝယ်ချင်လာပြီ Huawei phone နဲ့ပဲချိန်လို့ရမှာလားဆိုရင်တော့မဟုတ်ဘူး အကုန်လုံးနဲ့ချိန်လို့ရတယ်။ Huawei ကတော့ Android ကို iOS နဲ့ရောချိန်လို့ရတယ်လို့ပြောတယ်။ဆိုတော့ကျွန်တော်လက်ထဲကိုရောက်ခရေကအခုဆိုရင်ဖုန်းနှလုံးနဲ့ချိန်ထားတာတစ်လုံးက Android တစ်လုံးက iOS ဆိုတော့နှလုံးစလုံးနဲ့အဆင်ပြေပြေချိန်လို့ရတာကကျွန်တော်ကိုယ်တိုင်ရဲ့ user experience အစပဲ။ ောက်ထပ်အားရတဲ့အချက်က battery life ပဲပုံမှန်သုံးမယ်ဆိုလို့ရှိရင်10ရက်ထိအားကန်တယ်10 day battery life for AOD ရေဖွင့်သုံးမယ် health and sports features တွေကိုတောက်လျှော့သုံးမယ်ဆိုရင်တော့9ရက်လောက်ထိအားကန်တယ်သေချာတာကတရက်တစ်ခါအားသွင်းနေကြတာမလို့ smart watch ဆိုတာဒီလိုမျိုးဖြစ်နေရမှာကျွန်တော်တို့လို့နာရီတွေကိုခဏခဏအားသွင်းဖို့မေးတတ်တဲ့သူတွေဆိုရင်တော့ဒီ smart watch တွေနဲ့သိပ်မကိုက်ဘူးဒီ Huawei Watch 54ကတော့အဆင်ပြေတယ်ထင်ထားတာထက်အားကန်တယ်လို့အားဝင်တာလည်းတော်တော်လေးမြန်တယ် 0 to 100ကို75 minute လို့ကြေညာထားပေမဲ့ဒီထက်ပိုမြန်တယ်လို့ခန့်စားရတယ်။ဒီဈေးတန်းနဲ့ magnetic wireless charging ထည့်ပေးထားတာကလည်းဒီဈေးတန်းမှာတော်တော်လေးကိုမိုက်တဲ့အချက်ပဲ။ Huawei ရဲ့ smart watch ဆိုတော့ထုံးစံအတိုင်းမပါမဖြစ်က health function ပဲ။ Huawei ကဒီနာရီကိုထွက်လာတဲ့အချိန်မှာတော့ဒါကျွန်တော်တို့ကဒါ Huawei ရဲ့ lab ကိုထပ်ပြီးတော့ခေါ်သွားတဲ့အချိန်နဲ့တိုက်တိုက်ဆန်ဆန်ပဲ။ဒီနေရာမှာဒီနာရီနဲ့ဒီ health and sport function ကိုကိုယ်တိုင်စမ်းသပ်ခဲ့ပြီးတိကျတဲ့ result တွေကိုလည်းထုတ်ပေးခဲ့တာတွေ့ရတယ်။ ီနေရာမှာကျမ်းမာရေးအတွက်အဓိကသုံးတင်တဲ့သူတွေက Huawei Watch Fit 4 Pro ကိုစဉ်းစားတယ်နဲ့သူလည်းပဲ Pro level တဲမှာစည်းသက်တာပြီးတော့ Huawei ရဲ့ True Sense System ကိုအပြည့်အဝသုံးလို့ရမယ်။တော်တော်24နာရီပတ်လုံးနာရီပတ်ထားသူရဲ့ကျမ်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးတဲ့ function ပေါ့။လူကြီးတွေအတွက်အရင်သင့်တော်တယ်။ Huawei Watch Fit 4ကတော့ဒါလူငယ်တွေနဲ့အားကစားသမားတွေအတွက်ပို့ပြီးတော့ recommend ပေးပြလိမ့်မယ်။ health function ကိုဝင်ကြည့်ပြတဲ့ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုသိကျင်နေဆိုရင်တော့ဒီ fit 4မှာလည်းအဆင်ပြေတာတွေ့ရတယ် ကျမ်းမာရေးနဲ့ပတ်သက်တာကို summarize ထုတ်ပေးတဲ့ function ကိုလည်းနောက်ပိုင်းမှာ OTA update နဲ့ထပ်ပေါင်းပြီးထည့်ပေးလာမယ်လို့သိရတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ function တွေအနေနဲ့ heart rate တိုင်းတာ pulse wave arrhythmia analysis နှလုံးပုံတုံးတာစီချက်မှန်မှန်မှန်ကိုတိုင်းပြီးတော့ SpO2 တိုင်းတာနဲ့ emotional well being နဲ့ sleep analysis တွေပါ ဒီနေရာမှာ emotional well being function ကိုဒီ54မှာထည့်ပေးထားတာတော့တော်တော်လေးသဘောကျတယ်။ तू ကအချိန်ပြည့်ဒါ pleasant ဖြစ်နေလား neutral ဖြစ်နေလား unpleasant ဖြစ်နေလားဆိုတော့ကိုယ့်ရဲ့စိတ်အခြေအနေကိုတိုင်းတာပေးတယ်။ unpleasant ဖြစ်နေတာများရင်လည်း stress ကဘလောက်များနေတယ်လဲဆိုတော့ပါသိနိုင်တယ်။ unpleasant ဖြစ်နေတာကြာရင် stress တွေညော့သွားအောင် exercise လေးတွေလုပ်ဖို့ပါတခါလေးထည့်ပေးထားတယ်။အခုကောင်းပါလေးထက်ကိုယ့်ကိုပို့ပြီးတော့ခရူးဆိုင်ပေးမယ်နိုင်ရည်ပဲ။ sleep data တွေအတွက်လဲ scientific cluster analysis လုပ်ပေးထားပြီးတော့ light sleep deep sleep awake time ဒါတွေကိုတိတိကျကျဖော်ပြပေးတယ်။အစ်စတန်နေချိန်အတွင်းမှာလဲ average heart rate ကိုတိုင်းပေးပြီးတော့နှလုံးခုန်နှုန်းစီးချက်တွေမှန်မှန်မှန်ကိုလဲတွက်ပေးတယ်။ spot mode လဲတော်တော်ဆုံဆုံပါတယ် jam shop ဖြစ်တဲ့သူတွေမနက်တိုင်းပြေးပြတဲ့သူတွေလမ်းလျှောက်ပြတဲ့သူတွေအားကစားသမားတွေနဲ့အပျော်တမ်းအားကစားသမားတွေအတွက်အသင့်တော်ဆုံဖြစ်တယ်လို့အဲ့ဒါတွေတခုမှမလုပ်ဖြစ်ဘူးဆိုတဲ့သူတွေအတွက်လည်းသင့်တော်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနာရီရှိရင်အဲ့ဒါတွေလုပ်ဖြစ်လာလိမ့်မယ် စပေါ်မုံပေါင်း100ကျော်ဆိုလူတွေအလုံးများတဲ့ကိုလက်လစ်ကျင်ကန်းနေနဲ့အာကစားပေါင်း100ကျော်ပါတယ်မလုတ်ဖြစ်တဲ့သူဆိုရင်လုတ်ကျင်စိပေါ်လာလိမ့်မယ်အထူးသဖြင့် hiking သမားတွေစပိန်စီသမားတွေနဲ့အပြေးသမားတွေတော့ပါတဲ့ GPS function ကြောင့်ဒီစပေါ်မုံတွေကပို့ပြီးတော့တိကျလာတယ် Huawei GD5 တော့အားဒါ Huawei ရဲ့ကိုပိုင်နည်းပညာဖြစ်တဲ့ Sunflower Positioning System ဆိုတာကိုလည်းဒီနေ့မှာထည့်ပေးထားတယ်။ GPS tracking ဘိုင်းမှာ satellite ကို nature band လေးတွေလို့ဒါနေရှိရာဘက်ကိုမျက်နှာပို့သလိုလိုက်ပြီးဖမ်းပေးတဲ့အတွက် signal loss ဖြစ်ဖို့အတွက်ကိုတော်တော်လေးရာခိုင်နှုန်းနည်းတယ်။ app ထဲမှာ route တွေသတ်မှတ်ပြီးအဲ့ဒီလမ်းကြောင်းတိုင်းအားကစားလုပ်တဲ့အခါမှာလည်းတိတိကျကျတွက်ချက်ပေးနိုင်တယ်။သူ့ရင် series face 3ထက်လည်းဒါ30%လောက်ထိ accuracy ပိုပြီးတော့ကောင်းလာတယ်။ app ထဲကဒီ route ထဲမှာလည်း exercise လုပ်ချင်လာအောင်ပုံလေးတွေစွဲပြီးတော့လမ်းကြောင်းလေးတွေဖော်လို့ရတယ်။ဆိုတော့ default အနေနဲ့လည်းဒါရာသီဘွားလိုက်လမ်းကြောင်းလေးတွေတို့ဒါ2025ဆိုပြီးစွဲထားတဲ့ပုံလေးတွေနဲ့ Christmas tree ပုံစံလေးတွေပေါ်ထားပြီးတော့အပြင်ကလမ်းကြောင်းတိုင်းဂိုးတွေသတ်မှတ်ပြီးတော့ exercise လုပ်လို့ရတယ်။ ထူးခြားတာက region မြန်မာထားထားလို့ဒါရန်ကုန်မြို့မှာရှိတဲ့လမ်းကြောင်းတွေ default အနေနဲ့ထည့်ပေးထားရတဲ့တဲ့ကိုနေရဲ့နေရာအလိုက်စိတ်ကြိုက်ပုံလေးတွေစာလေးတွေလမ်းကြောင်းလေးတွေဆွဲပြီးတော့လဲ exercise လုပ်လို့ရတယ်။တနေ့တာအလိုက်ဂိုးတွေသတ်မှတ်ပေးထားပြီးတော့ပြေးသွားရင်ဖြစ်ဖြစ် exercise တစ်ခုဒါ sport တစ်ခုကိုသတ်မှတ်ထားတဲ့အချိန်ပြည့်အောင်လုပ်နိုင်ရမယ်ဖြစ်ဖြစ် digital model လေးတွေလည်းပေးသေးတယ်။ ရေထဲမှာလောသွားတဲ့ sport mode ခုနှစ်ခုတောင်ပါတယ်။နောက်ဆုံးများဒါတွေစိတ်မဝင်စားဘူးဆိုရင်တော့မှပဲဒီနာရီဝယ်လိုက်မယ်ဆိုရင် fitness course ပေါ့200ကျော်တောင်မှပဲ free ရမှာဆိုတော့မသုံးဖြစ်ဘူးဆိုရင်နှမျောစရာကြီးအဲ့တော့လေ့ကျင့်ခန်းလုပ်ဖြစ်လာလိမ့်မယ်။ စိတ်ဝင်စားစရာတကူကဥပမာဒါချက်တောင်ရိုက်တဲ့အာကစားဆိုပါဆိုကျွန်တော်ကျွန်တော်ကညာတန်ဆိုလို့ရှိရင်တညာဘက်နဲ့ရိုက်ဖြစ်မှာဒါပေမဲ့နိုင်ရဘယ်ဘက်မှာဝတ်ထားရင်တိကျပါမလားဆိုတော့ဒီဟွာဝေးဟလပ်တဲမှာကိုယ်တိုင်စံသက်ခဲ့မှုတဲ့ရလဲအရာတော်တော်လေးကိုတိကျရတယ်လို့ပဲပြောရမယ်ဒါဘယ်လက်မှာပဲဝေးဝေးအာကစားနဲ့ပတ်သက်တဲ့ data တွေကိုမှန်မှန်ကန်ကန်ဖော်ပြပေးနိုင်တယ်နောက်ဆုံးအနေနဲ့ရေဆိုခံမှုအပိုင်းပေါ့ဒီ Huawei ရဲ့ Watch 54က 50 meter အထိရေစိမ်ခံနိုင်တယ်ပုံမှန်ရေကူးအားကစားသမားတွေနဲ့ရေကူးဝါသနာရှင်တွေအတွက်ကတော့ response mode တွေသုံးဖို့ရွေးချယ်လို့အဆင်ပြေတယ် diver တွေ sea water တွေအတွက်မှသုံးဖို့ဆိုရင်တော့ fit4 pro ကိုရွေးချယ်လို့ရပါတယ်ပုံမှန် daily use မှာရေဆိုးခံဖို့အတွက်တင်မဟုတ်ဘဲနဲ့ water spoon အတွက်သုံးဖို့ကိုပါ Huawei Watch တွေကသုံးလို့အဆင်ပြေတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးခဲ့တဲ့ smart watch ကတော့ Huawei ကနေပြီးတော့အသစ်ထွက်ရှိလာတဲ့ Huawei Watch Fit 4ဆိုတဲ့နိုင်လေးပဲဖြစ်ပါတယ် လူငယ်လူကြီး pop 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 အတွက်ပဲဖြစ်ဖြစ် daily use အတွက်ပဲဖြစ်ဖြစ် ad and sport function တွေအတွက်ပဲဖြစ်ဖြစ်ဈေးတတ်တတ်တာနဲ့ smart watch ကောင်းကောင်းရှာနေရင်ပဲဖြစ်ဖြစ် di huawei watch fit 4ကို recommend ကောင်းကောင်းပေးပြပါတယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ချင်လားမဝယ်ချင်ဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက် video တစ်ပုံမှာတွေ့ကြပါမယ်